မောင်နေလေအတီးရွက်ဆိုင်တာချင်းတူတူကွာဘာလို့ဘောင်လုပ်ပြီးဆိုင်ကြမှာလဲငါပြောစမ်းပါဦးဆိုင်မစင်ဘုံမစင်ရောက်ချလာပြီတမ်းမိတော့တာပဲဦးပโจကြီးကလည်းလာမအထိုင်ပါဦးရင်းနှွေးလေးတော့ပါဦးဒါကဒီလိုရှိတယ်ဦးပโจကြီးရဲ့အေးပြောစမ်းပါဦးပုံမှန်ရိုးရိုးဆိုင်တာက မြေပြင်လိုက်တယ်အဲ့မှာသူ့ဘာသာအပင်တွေကိုပြင်ကြားတန်းကြားနေနဲ့ခြားပြီးဆိုင်သွားပါမို့လားဒါကလည်းဆိုင်နီတခုဖြစ်တယ်လို့ပဲဘောင်ဖော်ပြီးဆိုင်တာကလည်းဆိုင်ပြူနီတစ်မျိုးပါပဲ ါပေမဲ့ဘာကွာသွားသလဲဆိုရင်တော့မြေကိုဖောင်လို့လိုက်တာဆိုတော့ဘောင်နေရာကိုတေချာပောက်လို့ဆော့ထားလို့ရတယ်။လိုချင်တဲ့အ내ရအောင်ပြင်ထားလို့ရတယ်လေ။နောက်တစ်ခုကဘောင်မာတင်မြေခံထဲ့တာမျိုးစာကျွေးတာလှုပ်ထားတော့အပင်တွေကပိုရနိုင်တာပေါ့။ရေသွင်းရေထုတ်လို့ရေပြရတာတို့လည်းပိုလွယ်တယ်လေ။အပင်တွေကဘောင်တွေပေါ်မှာသူ့ဘာသာရှိနေကြတာဆိုတော့မိုးရသည်ဆိုဘောင်မြင်းမြင်းလေးလှုပ်ပေးလိုက်ရင်တော့ရေနာတာတတ်တာနိုင်သေးတယ်။ အမြင်လက်လသလိုပိုးကြတာတို့ယောဂကြတာတို့ဆိုဘောင်ဘေးကနေလမ်းလျှောက်ကြည့်လိုက်တာနဲ့တန်းမြင့်နေတာကိုယောဂနဲ့ပိုးတွေမြင်မြန်တွေ့သလိုဘောင်ပေါ်မှာစိုက်ထားတဲ့အပင်တွေကလည်းလက်လမ်းမီလိုပိုးတို့ယောဂတို့ကိုကာဝေတာတို့ဖေပစ်တာတို့ဆေးဖြန့်တာတို့ဆိုလဲလွဲတယ်ခမအဲ့လိုလောကကာယလွယ်လို့ဘောင်လေးကိုအပင်မလေးညင်းနဲ့ခံပြီးလှုပ်လိုက်ကြတာပေါ့ဦးပโจရဲ့ငါဖျောတာလဲငါတွေးကြည့်တော့ဟုတ်တုတ်တုတ်ရဲ့ဩခတ်ပြန်ပါပြီဦးပโจရဲ့ငဏီပြောတာအမှန်တွေပါ ဘောင်နဲ့ဆိုင်မှလို့စဉ်းစားမိလို့မေးကြည့်တာပါငနေရစိုက်ပြအားပေးတယ်သုံးပေဘောင်ကတော့အတီးရတော်တော်များများအစင်ဖြစ်ဖြစ်စိုက်လို့လေရလက်တခန်းလန်းလို့မိတယ်နေဟာပဲ၆ပေလောက်အရှည်ဆိုရင်နွားချေတော့ပါတော့နှက်ပြီလောက်ဖြန့်ထေပေးလိုက်ရင်ကောင်းပါတယ်အေးဘောင်မဲပေါင်းမလိုက်ရရဲ့ပိုကောင်းွာတော့ငနေရပေါင်းမလိုက်ရတဲ့နီးချိုပြောပြမယ်ဒါပေမဲ့နောက်တစ်ခေါက်ပေါ့အခုကအမေကြီးခိုင်းထားတဲ့မျိုးလေးတော့ပဲဆရာလေးရှိလို့တော့တော့မဲရောက်ခမကြီးရဲ့အေးအေးမင်းမင်းပြန်လာမတွေ့မယ် 何何,何